ယံညွန်းဖွဲ့မှုနဲ့ပတ်သက်ပြီးတော့ဇလေဥပုံညာရဲ့ဇကလုံးနဲ့တုံးရင်တော့မမင်းကြီးမှဒုက္ခတာဒုက္ခတာအကြောင်းလေးနည်းနည်းပြောမှာတကယ်ဥစ္စေလို့မြတ်စွာဘုရားစီတွင်ကြောင်းနေမှာပလင်ထက်မှာတရားဟောနေတာဘုရားရှင်တရားဟောတော်မူတဲ့အချိန်ခါမှာတရားနာပရိသတ်တွေထဲမှာဘိက္ခုနီမတွေလည်းပါကြပါတယ်အဲ့ဒီဘိက္ခုနီမတွေထဲကဘိက္ခုနီမလေးတစ်ပါးကစိတ်ထက်ဘယ်လိုဖြစ်လာလဲတရားဟောတော်မူတဲ့ဘုရားရှင်ရဲ့32ပါးသောရောကြောင့်မြတ်တို့ရဲ့လက္ခဏာ ရှိစေသောလက္ခဏာတော်ငယ်ယောင်ကြီးတော်၆ပြည့်တို့ဖြင့်တည့်တဲ့စံပယ်စွာဖြင့်အမတန်ပါရတဲ့မြမမင်းရဲ့အတန်နဲ့တူနေတဲ့အတန်တော်နဲ့တရားဟောနေတာကိုကြားနာရတော့စိတ်ထဲမှာအမတန်ကြည်နိုးနေတယ်။ဒီလောက်တော့ကြက်တည်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတဲ့ယောက်ျားများတဦးကိုငါသည်တစ်ချိန်လုံးကများသိရင်ချင်းအလိုအကျိုးများဖြစ်ခဲ့ပြီလားပါဒပရိစ္ဆာရိကခေါ်ပါရှင်အလိုကျိုးဆိုတာတော့ဒီကကြီးတွေတမကြီးတွေနားလဲကြတာ ပါရမီဖြစ်ဖို့ကိုပြောတာပါပဲသိရခြင်းမသိရအင်ရှင်မအဖြစ်နဲ့ပါရမီများဖြစ်ခြင်းကအဘူးရလားလို့သူကတရားနိုင်နေစိတ်ကူးကြည့်တယ်အဲဒီတော့အဲ့ဒီလိုစိတ်ကူးကြည့်လိုက်တဲ့အချိန်ကမှစေကုနေရင်လည်းသူရဲ့ပါရမီအားရောကဇာတိကရာဉာဏ်လေးတွေကရရှိလာတယ်။အတိဘွားတွေကိုလှမ်းပြီးတော့ဆန်းကျင်ကြည့်လိုက်တော့တဘွားပြီးတော့တဘွားပြီးတော့လိုက်ကြည့်လိုက်တာနောက်ဆုံးဆန့်တန်ဆင်းင်းဘွားမှသူရဲ့အလုံကျွေးပါဒပရိသရိကခေါ်တဲ့ချင်းအလုံကျွေးဖြစ်ခဲ့မှုတဲ့ဆိုတာတော့ပြည့်ရ တွေးလိုက်တဲ့အချိန်ခါကျတော့ဝန်တလိုက်တာဒီလိုယောက်ျားများတို့ရဲ့ပါရမီကိုငါကူညီပြီးဖြစ်ကျင်နေရတဲ့ငါဘဝအမတန်တန်ဖိုးရှိတယ်လို့သူသိတယ်။သဘောပေါက်ပြီးတော့အမတန်ဝန်တာဝန်တာပြီမဲ့လို့သူကနည်းနည်းလေးဒီချိန်ကမှတရားကလည်းတော်တော်လေးညံ့ညောင်းလာပြီးတော့ဒီပါတယ်နော်။ညံ့ညောင်းလာတဲ့သူကနည်းနည်းစဉ်းစားတယ်။ဇာမပါရာပြောတာနော်။ဒီကဒီကမကြီးတွေကိုအရင်စောင်းပြောတာတော့မဟုတ်ဘူး။ကြုံပြီးတော့နည်းနည်းသတိပေးထားရတယ်။ကြည့်ဇာမဘယ်လိုပါလဲ။ pada beri zari gana mak dami gana hidi zari abaga pada beri zari gana mak cie lo ajue amyo demi lo miriga gana ese yauja do i hidi zari ya ajue siwa go dong gade. zari ada do diga abaga ne bala go i cie lo ajue amyo demi lo sura ese yauja ya ajue siwa go dong gade ni le zari ada ga abaga ne le ုတ်ကလမဟုတ်ကလကိုယ့်ကိုစဉ်းစားနော်အဟိတေဇာတိယဝဘဟုတရာအဟိတေဇာတိယဝအကျိုးစီးပွားကိုမလိုလားမတောင့်တတဲ့စိတ်ထားဣဇာတိယရှိနေတဲ့ပုဂ္ဂိုလ်တို့ကအတန်းနဲ့ဘုတရာအလွန်အလွန်များလာကုန်ပြီမရှိဘူးလို့ပြောတာမဟုတ်ဘူးအင်းရှင်ယောက်ျားတို့ရဲ့အကျိုးစီးပွားကိုမလိုလားမတောင့်တတဲ့ဣဇာတိယဓာတ်ခံရှိနေတဲ့ပုဂ္ဂိုလ်တွေကသိကြတယ် ဣတိဇာတိယနုကောအဟံဣမန္တပုရိသတာဟောတိအဟိတိဇာတိယဣမန္တပုရိသတာဤယောက်ျားမြတ်ဤဟိတိဇာတယအကျိုးစီးပွားကိုလွန်လာတောင်းတာတဲ့ဣဇာတိယဓက္ခံရှိဝင်နေတဲ့ပုဂ္ဂိုလ်ဒီအဟံသာတိဣမန္တပုရိသတာဤယောက်ျားမြတ်ဤဟိတိဇာတယအကျိုးစီးပွားကိုလွန်လာတောင်းတာတဲ့ဣဇာတိယဓက္ခံရှိနေတဲ့အမျိုးကောင်းတမီးဒီဟောတိနုခောဖြစ်ခဲ့နေသလော အဟိဒိသတရားအကျိုးစီးပွားကိုမလိုလားမတောင့်တတဲ့ဣဇာတရားတခံရှိနေတဲ့အမျိုးအမျိုးသမီးဒီဟောဒီမျိုးခေါ်ဖြစ်လေတော်ဒီအရှင်ယောက်ျားရဲ့အကျိုးစီးပွားကိုလိုလံတောင့်တတဲ့အမျိုးကောင်သမီးပဲဖြစ်ခဲ့လေသလားအကျိုးစီးပွားကိုမလိုလားမတောင့်တတဲ့အမျိုးကောင်သမီးပဲဖြစ်ခဲ့လေသလားလို့သူကစဉ်တက်ပြီးတော့စဉ်းစားတယ်အဲ့ဒီစဉ်းစားကဝင်းနေကြည့်လိုက်ရင်တော့သူကတော်တော်လေးတော့ပါရမီရင်ကောင်းနေပြီလို့ယူဆရပါတယ် ဒါလို့စဉ်းစားလိုက်တဲ့အချိန်ခါကျတော့ဘာအဖြစ်ထွက်လာလဲအဟိတိဇာတိယာတဲ့အင်းချင်းယောက်ျားရဲ့အကျိုးစီးပွားကိုလွလတ်တောက်တာနေတဲ့ဣဇာတိယာတက္ကံမရှိတဲ့အမျိုးသမီးဖြစ်ခဲ့တယ်ဆိုတာသတ်ပြီးပါတွေ့လိုက်တဲ့အချိန်ခါကျတော့မှအဲ့ဒီမှာဘာဖြစ်တယ်လဲရှိုက်ကြီးတင်ရင်တရားပွဲထဲမှာငိုပြီးတော့ချလိုက်ပါလေဟာဘာဖြစ်ကြတယ်ဘာဖြစ်ကြတယ်ဖြစ်ပြီးတော့ ပရိကံကြတော့မှတရားဝေပရိသတ်တရားနာပရိသတ်တွေငြိမ်သွားအောင်မြတ်စွာဘုရားကဒီဆရံသမိဇက်ကိုဟောပြရအဲဒီတော့ဆရံသမိဇက်မှာအတူချုပ်ပြောလိုက်တဲ့အခါကျတော့သူကမပြောပါတော့တဲ့အကြောင်းအရာလေးတစ်ခုနဲ့ဘုရားလောင်းအပေါ်မှာရံညှိုးခဲ့ခဲ့ခဏကပြောချင်တာပဋိဋ္ဌိယတိတဲ့စိတ်တက်ကရံညှိုးဖွဲ့တာရံညှိုးဖွဲ့တယ်ဆိုတော့ကစိတ်ချက်မှာတွတ်ဆုပ်တွတ်ဆုပ်ဖြစ်ဗာတွတ်ဆုပ်တာဒါကမှဒီကောင်မအကြောင်းမပြောစမ်းနဲ့ငါဒီကောင်မအကြောင်းဒီကောင်မနဲ့ငါမျက်နှာချင်းဆိုင်ရမှာကောကစိတ်ချက်မှာ ံပတဝန်လေးဒီကောင်ကမျက်နှာချင်းမဆိုင်နေဘူး။အော်မျက်နှာချင်းမဆိုင်နေတဲ့စိတ်ထားပြီးဒီနဲ့မျက်နှာချင်းဆိုင်လို့တဲ့စိတ်ဓာတ်ကလည်းနောက်ကိုတွန့်ဆုတ်သွားတာ။မလွဲမကြောင်တဲ့လို့သိရတော့မျက်နှာကရှောင်ဆွဲပလိုက်တာ။ဒါတွန့်ဆုတ်ပြီးတဲ့စိတ်ထား။ဒါကိုပဲယံညှို့ဖွဲ့ထားတယ်လို့ဘာသာပြန်ထားတယ်။အဲ့တော့သူကဘာယံညှို့ဖွဲ့တယ်ဆိုတော့မပြောပါတော့တဲ့အကြောင်းအရာလေးတစ်ခုကိုကြည့်ပြီးတော့ယံညှို့ဖွဲ့။ဘယ်လိုမပြောပါတော့တဲ့အကြောင်းအရာလဲဆိုတော့တစ်ချိန်မှာ ဆန္ဒဆင်းမင်းတို့နေတဲ့နေရာပဝန်းကျင်မှာအမတန်တရားတဲ့တောတောင်တွေကိုတော့ဇာကဖွဲ့ထားပါတယ်။နေရာမှာပြောလို့ရင်ကတော့အင်းင်းတော်ကြီးတစ်ခုလည်းရှိတယ်။ဒါနဲ့နေရာဝန်းကျင်ကိုဝိုင်းထားတဲ့အင်းင်းတော်ကြီးရှိတော့ဒီနေ့မှာအင်းင်းဘီတွေကပင်လုံးကျော်ပွင့်နေကြပြီဆိုတဲ့သတင်းကောင်းတစ်ခုကြားရတော့ဆန္ဒဆင်းမင်းအမှုရှိနေတဲ့ရှင်းတောင်းတော်ဆင်းတွေကဒီအင်းင်းတော်မှာတော့ပြီးတော့ပြောပါကြဝိဉ္ဇဉ်ကစားကြတယ်။အဲဒီလိုပြောပါတဲ့အချိန်ခါမှာမင်းမင်းကြီးမှသုလတုခာသာကတစ်ဖက် မင်းမင်းကြီးမှမဟာဒုက္ခတာကတစ်ဖက်ကသူ့မမိဖုရားကနှစ်ဦးရှိနေတယ်။ဇူလဒုက္ခတာကဘယ်ဘက်ကနေကြလဲဆိုတော့မေအထက်ဘက်ကမဟာဒုက္ခတာကလေအောက်ကနေနေတယ်။အဲဒီတော့မိညာဘက်ကနေတဲ့နေရင်ဘက်ကနေနေတဲ့ဇူလဒုက္ခတာကတစ်ဖက်လေအောက်ကနေနေတဲ့မဟာဒုက္ခတာကတစ်ဖက်နှစ်ဖက်ရှိတဲ့အနက်ကဉာဏ်မှန်းလေးကိုနှမောင်းနဲ့လှမ်းဆွတ်ပြီးတော့ယူရုပျော်ပါကြတဲ့အပိုင်းမှာ ကိုယ်ချင်းကသစ်ပင်တိုးလိုက်ဒီချင်းကသစ်ပင်တိုးလိုက်စသဖြင့်သစ်ပင်နေအင်းင်းမင်းကြီးလည်းဒုက္ခမိတော့ဖြောက်သွေးနေတဲ့တချို့တကိုင်းကြီးတွေအင်းင်းပဲကြာလာဖြောက်သွေးနေတဲ့အင်းင်းရွက်တွေကလည်းကျွေးကြလာအဲဒီလိုကျွေးကြလာတဲ့အချိန်ကမှမေအထက်မှနေနေတဲ့သုလတုဘတရဲ့ကိုဘောကိုအဲ့ဒီတကိုင်းကြောင့်အင်းင်းငယ်နဲ့တရွက်တွေကကြာဒါပြင်းနဲ့စရံစင်းကလည်းနည်းနည်းလေးမျက်နှာလိုက်ပြလို့တော့မယူဆနဲ့နော်စရံစင်းကလည်းသူကအင်းင်းပန်းကိုနမောင်းနဲ့ စုခုပြီးတော့မဟာလူပါဒရဲ့ကြောဘကိုဖြန့်ကျက်ပြီးချလိုက်အဲ့ဒီမှာသူကညံ့ရုပ်ပဲကြည်လားငါအပေါ်တော့ဒီကိန်းချောက်ဒီပြည့်ရတဲ့ချွေးချတယ်သူကတအပေါ်ကြတော့အင်းင်းမန်းပွင့်ကြီးကိုချွေးချတယ်ဆိုပြီးတော့ညံ့ရုပ်တစ်ချက်ဖွက်လိုက်ဒါနဲ့မပြီးသေးဘူးနောက်တစ်ခါမလုပ်တယ်နောက်တစ်ခါအဲ့ဒီသူတို့အိုင်ထဲမှာရေကစားကြခံတယ်အိုင်ထဲမှာရေကစားနေတဲ့အချိန်ခါမှာ ဒီအိုင်ကအမတန်ထူးဆန်းနေတဲ့ဗြဟ္မာကျမ်းန်းကိုပွင့်လန်းတဲ့အိုင်ကြီးတခုဖြစ်တော့အဲ့ဒီအိုင်ထဲမှာအမတန်ရဝရီရဲ့စင်ကြုံးကိုတင်းကျော်ယုတ်ပြီးနိုင်တဲ့စွမ်းအားရှိတဲ့အလွန်တင့်တယ်နေတဲ့ဗြဟ္မာကျမ်းန်းကြီးတခုကိုစင်ကောင်ကစွခုပြီးတော့ဆက်ရံဆင်းင်းကိုလမ်းဆက်တာအဲ့ဒီလိုဆက်တာလိုက်တဲ့အချိန်မှာလည်းဆက်ရံဆင်းင်းကဒီအမတန်လှပနေတဲ့ဗြဟ္မာကျမ်းန်းကြီးကိုမဟာဒုက္ခဓာတ်ကိုလှမ်းပြီးတော့ကမ်းလိုက်တယ် ဝမုံတွေကိုစုပ်ယူပြီးတော့ငါတို့ဘာသာကိုပဲပြေးလိုက်တော့ငါတော့မပြေးဘူးဒီကိစ္စဘင်းတော်သူကပြေးတယ်ဟောရံယူဖက်လိုက်ဘယ်လောက်ငင်းကြီးပြေလဲဒီနေ့ပြေးပြီးတော့မကြီးပြေဘူးအဲ့ဒီလိုရံယူဖက်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လာတယ်အကြောင်းတစ်ခုရှိတယ်သရဏဇင်းနဲ့ဥဆောင်နေတဲ့ဒီဆင်းအပေါင်းကရှင်ပိဿကဗုဒ္ဓငါးရာကိုမကြာခဏဝူကြီးဟုတ်နဲ့ပြုစုနေတဲ့ဒါနဝတ်တွေပြုနေတဲ့ဆင်းသူတော်ကောင်းတွေဖြစ်ကြပါတယ် အဲ့ဒါဒီနေ့မှာသရဏရှင်မဲဥဆောင်နေတဲ့ဆင်ပေါင်းကအရှင်ပိဿကဗုဒ္ဓ900တို့အားတိတိကြီးငယ်တို့ဖြင့်ပူဇော်ကြောက်နေတဲ့ပွဲမှာမင်းမင်းကြီးမှဒီသုလသုဘာတာကလည်းသူရရှိလာတဲ့တိတိကြီးငယ်တွေကိုအရှင်ပိဿကဗုဒ္ဓအားဆက်ကလှူဒန်းရှင်ပိဿကဗုဒ္ဓတွေကိုဆက်ကလှူဒန်းပြီးတော့သူကမလုပ်တယ်လေဂတိကားလေးတစ်ချက်သူကရေးဆဲဘယ်လိုရေးဆဲလဲဗန္တိဣဒ္ဓသဝိတဝမတ္တရာဇာကုလေနိဗ္ဗာတိတဝါ သုဘဒာနာမရာဇကိညာဟုတ်တော်ဝါဝရပတ္တပါရဏီရိညောအကမေတိဘောပတ္တဝါတတတိယမနာပါဝန္ဒီအရှင်မြတ်တို့ခရာဤတော်ဤသင်္ဘဝမှသဝိတဝသုတိကတိရှိသောမတရာဇကုလေမတရေမင်းမျိုး၌နိဗ္ဗာန်တဝါဖြစ်ခဲ့ရ၏သုဘဒာနာမသုဘဒာအမိရှိသောရာဇကိညာမင်းမီသည်ဟုတ်တော်ဝါဖြစ်ရ၏ ဝယပတအယွတ်တို့ရောက်ခဲ့သည်ရှိသောဗာရဏမီရိညောဗာရတိမိအက္ခမဟိတိဘောအက္ခမဟိတိမိဗျာကြီးရဲ့ဘဝတို့ပတ္တဝရရှိရသည်ဖြစ်၍တတထောဗာရဏိသည်ရှင်မင်းဤပြယချင်းညာတို့အပ်တဲ့မနာပါစိလောကတို့ပါစေအပ်တဲ့အမျိုးသမီးသည်ဘဝယံဖြစ်ရပါလို့ဤရေးဆွဲလိုက်တဲ့ဒီကတစ်ချက်ဒီစင်ဘောကလည်းသူ့တည်ပြီးတဲ့အချိန်ခါမှာမတ္တရမင်းမျိုးမှာ လူသွားပြီးတော့ဖြစ်ပြစေသူပတ္တအမည်ရှိတဲ့မင်းနမီဖြစ်ပြစေအရွယ်ရောက်တဲ့အချိန်ကမှဗာရဏဒီမင်းရဲ့အက္ခမေဒီမိဖုရားကြီးဖြစ်ပြစေအဲ့ဒီအက္ခမေဒီမိဖုရားကြီးဟာလဲဗာရဏဒီမင်းကအလွန်ချစ်မြတ်လို့အပ်တဲ့အက္ခမေဒီမိဖုရားကြီးသာဖြစ်ပြစေဒီစွတ်တောင်းဒီတော့ဒီနေရာမှာခေါင်းတိကပြောခဲ့တဲ့အဝိဇ္ဇာတနာဥပါဒအကြောင်းလေးနည်းနည်းပြန်ဆက်ကြည့်တရားလေးစခဲ့တယ်ဘယ်လိုလဲ နမတေကယံဘိခဝေတံဃာရောပုဂ္ဂဂောတိနပညာယတိအဝိဇ္ဇာနိဝရဏနံတတ္တနာတဏ္ဍာယောဇနနာတဏ္ဍဝတံတန္တရတံဘိခဝေချစ်တယံတို့အယံတန္တရောဤခန္ဓာအရဏတတ်တို့၏အစမပြဖြစ်ပေါ်၍နေရအစဉ်အတဟုခေါ်ဆိုအပ်တဲ့တန္တရသည်အနမတေကောညာဖြင့်အစဉ်လျှောက်၍တော်လည်းမတိအမတိနိုင်သောအစရှိပေ၏အဝိဇ္ဇာနိဝရဏနံအဝိဇ္ဇာနိဝရဏတရားတိပိဖုံကာစီအတ္တိဖြစ်၍ ဒနာတန်ယောဒနာနာဒနာတိဟုသောတန်ယောစဉ်ကြောကရစ်ပနောင်ဖွဲ့တာအတိဖြစ်ပေတန်တာဝတံထိုဘဝမှဤဘဝဤဘဝမှထိုဘဝသို့ကြောင်းပြန်ပြန်ကြည်ဉ္ဇာပြစ်တော်၍နေကြရကုန်သောတန္တရာတံတခုသောဘဝ၌လည်းပဲသက္ကသက္ကကြည်ဉ္ဇာပြစ်တော်၍နေကြရကုန်သောတတနံတတဝတို့ဤဘုဘာကောတိရှင်အဆုံးကိုအနပညာယတိမတိအမတိနိုင်မီအဝိဇ္ဇာနိရဏတရားကပေဖုံးကန်စီခါတယ် တဏှာတိဟုသောတယောစဉ်ကျိုးကရစ်ပနှောင်ဖွက်ပြီးတော့ထားတယ်။အဲဒီလိုအဝိဇ္ဇာနိဝရဏကပိတ်ဖို့ကာရှိပြီးတော့တဏှာတိဟုသောတယောစဉ်ကျိုးဖြင့်ရစ်ပနှောင်ဖွက်ခံရတဲ့ဒီတဘာရီရဲ့မန္တရာခီးအစက်ကိုလှမ်းမြှော်ပြီးညာနဲ့အစဉ်လျောက်ကြည့်ကြမယ်ဆိုရင်မတိအမတိနိုင်တဲ့အစရှိတယ်။ဘုကြီးပေါ့ဆရာဆင်းရဲဘောကနေပြီးတော့ဘိက္ခုနီဘောရောက်ရှိလာပြီ။ဘလောက်သန္တာရာခီးကျော်ရှိခဲ့တယ်ဆိုတဲ့အကြောင်းကြီးဘာကိုအခြေခံရလဲ။ အဝိဇ္ဇာနဲ့တဏှာအခြေခံလာတယ်။ဒီတော့ဒီနေရာမှာဗာအဝိဇ္ဇာလဲလို့မေးလိုက်တော့မန္တရမင်းမျိုးမှာမင်းသမီးဖြစ်ပြခြင်းဆိုပြီးသူကဒီစုတောင်းထားတယ်။ပရမတ္တတစ္ဆာနေဘက်ကနေကြည့်လိုက်တဲ့အခါကျတော့သူ့ဘတ္တအမည်ရှိတဲ့မင်းသမီးဖြစ်ပြခြင်းစုတောင်းတယ်။ပရမတ္တတစ္ဆာနေဘက်ကကြည့်လိုက်တော့သူ့ဘတ္တအမည်ရှိတဲ့မင်းသမီးဆိုတာရှိလားမရှိဘူး။အဲ့ဒီသူ့ဘတ္တအမည်ရှိတဲ့မင်းသမီးဘဝကိုရတယ်ပဲထားအဲ့ဒီ မင်းသမီးဘဝကိုဖမ်းပြီးဓာတိပတ်ဆက်ပြီးယုံနာခွင့်နိုင်ရင်သူကယုတ်တရားအစုပုံနန္တရားအစုပုံတွေပဲယုတ်တရားအစုပုံနန္တရားအစုပုံတော့မတည်ပဲသူ့ဘာသာအမည်ရှိတဲ့မင်းသမီးလို့အတိမှားနေတဲ့သဘောကဘာလဲဝိဇ္ဇာအဲ့ဒီသူ့ဘာသာအမင်းသမီးဘဝကိုလှမ်းပြီးတွေ့တာတက်မဲ့တဲ့သဘောလေးကတဏှာစိတ်ကပ်ပြီးတွဲနေတဲ့သဘောကဥပါဒာဒီဝိဇ္ဇာတဏှာဥပါဒံခြံရံပြီးတော့ အရှင်ဘိဇေကဗုဒ္ဓတို့အားတိတိကျကျသုတန်းနဲ့ကုသိုလ်သင်္ခါရစေတနာတွေကိုပြုစုပြုဆောင်လိုက်တယ်။နောက်တစ်ခုအရွယ်ရောက်တဲ့အချိန်ကမှဗာရဏီမင်းရဲ့အက္ခမဟေတိမိဖုရားကြီးဖြစ်ပြသည်ဒီစုလည်းတောင်းတယ်။အက္ခမဟေတိမိဖုရားကြီးဆိုတာကမိဖုရားတွေမှာအထွတ်ထိပ်တို့ရောက်နေတဲ့မိဖုရားပဲ။အဲဒီအထွတ်ထိပ်တို့ရောက်နေတဲ့အကြီးဆုံးမိဖုရားကြီးဆိုတာပရမတ္တသစ္စာနဲ့မှရှိကြလား။မရှိဘူး။မိဖုရားလို့အတိမှားနေတဲ့သဘောလေးကအဝိဇ္ဇာဒီမိမိရဲ့ဘဝကိုတိုက်တက်တက်မဲ့တဲ့သဘောက တဏ္ဍာသိကြပြီဆွေးနေတဲ့သဘောလေးကဥပါဒံဒီအဝိဇ္ဇတနာဥပါဒံသုံးခုခြံရံပြီးတော့ဘာကံကိုထူထောင်လိုက်ပြီလေအရှင်မြစ်စီကဗုဒ္ဓတို့အားဒီပြီးစွာလှူဒါန်းခြင်းဆိုတဲ့ကုသိုလ်စေရနာသင်္ခါရတွေကိုပြုစုထူထောင်လိုက်တယ်နောက်တစ်ခုတတပိယမနဘာအဲ့ကမေတီမိဖုရားဆိုတော့လေတခါတလေရှင်မင်းတို့ရဲ့သဘောတန်ခွာကမိဖုရားတွေကတိတ်များတော့မိဖုရားကြီးကိုချစ်ချင်မှချစ်ဒါကြောင့်သူကဒါကိုကြိုတင်ပြီးကာကွယ်တဲ့အနေနဲ့ သိယာမနာပါအဲ့ဒီအကမေဒီမိဖုရားကြီးကိုလည်းဒီဂါရဏတိမင်းကအမတန်ချစ်မြတ်လို့အပ်တဲ့မိဖုရားကြီးဖြစ်ပါကြီးအမတန်သေးကြအောင်ရေးဆွဲလိုက်တဲ့ပကြီးကတစ်ချက်ပဲအဲ့ဒီပကြီးကရေးဆွဲပြီးတော့နောက်ထပ်သူကဘာစုတောင်းညာလဲတံအတ္တနာရုစိန်ကာရတောတမတာဟုတ်တော်တတအာသိခိတောဧကံလौဒကပေတိတောဣမဟထေဝိတ္တပိတေနတံလေနဝိဇ္ဇာပိတောဝဇိဝိတ္တခိယပပိတော သဗ္ဗနာရံတေဝိသေသံတေယမကတံတေအာဟာရပေတောတမထာဟောမိတောင်းလိုက်တဲ့စုတော်ရှိတယ်။တံထောဗာရဏတိဘယင်ကိုအတ္တနောမိမိရဲ့ရုစဉ်အလောသန္ဒတော့ကာရတုံပြုလို့စေအံတော်ကတမထာဆွနေတဲ့မြောကမြောကသမီးတိဟောက်တော်ဝဟောမိဖြစ်ရပါလို့ဤနောက်စုတော်မကရှင်မင်းကသူ့ကိုချစ်တာတော့မှန်ပြီဒီစုတော်မိပြီနောက်ထပ်ဘာလုပ်တယ်လဲသူ့ရဲ့အလောသန္ဒကို လိုင်လျောနိုင်အောင်ဒီရှင်မျိုးကိုပြုလို့နိုင်တဲ့မိဖုရားဖြစ်ပါစေ။သူသူစိတ်ကြိုက်ကိုအကုန်လုံးရွက်ဆောင်ပေးတဲ့ရှင်မျိုးဖြစ်ပါစေ။ဟောဒီစုသေးကြအောင်တောင်းထားတာ။အတ္တလောမမီရုစေအလိုဆန္ဒကိုကာရီတုံပြည့်စုံအံတော်ခါတမတ္တာဆွနိုင်သောမိဖုရားကြီးသည်ဟုတ်တော်ဖြစ်ရ၍တတ္တထောဗာရဏတိမေအာအသိခိတဝါပြောကြပြီးပဲဧကံလုတ်တကံမောသောတယောက်ကိုပိသိတဝါစေခိုင်း၏ ဣမဟထေဤသတ္တဆင်းမင်းကိုဝိတပိတေနအစိလူတဲ့အများဖြင့်ဝိတပိတေနတန်လေးနာအစိလူထားတဲ့အများဖြင့်ဝိဇာပိတဝပြခွင်းစီ၍ဒီတခင်အတိုက်ကုန်ခြင်းတို့ပပိတဝရောက်စီ၍သဗ္ဗနာရံတိယောင်ကြီးတော်၆တွယ်ကုမြူလျက်ရှိတော်သဗ္ဗနာရတိယောင်ကြီးတော်၆တွယ်ကိုဝိသံတိလွင့်၍နေကြကုန်တော်ယမကတန်တိဆွေဆွေအဆုံးတို့ကို ဟာရပိတုံးဆောင်ယူစေခြင်းကတမထဆွနိုင်တဲ့အမျိုးကောင်းသမီးတိအဟောမြည်ဖြစ်ရပါလို့ဤရှင်မင်းကမိမိရဲ့အလိုဆန္ဒအတိုင်းလိုက်ပါဆောင်ရွက်နိုင်တဲ့ရှင်မင်းဖြစ်ပါစေဒီစုကတခုနောက်တခုအဲ့ဒီရှင်မင်းကိုမုံဆုတရားကိုဖြေခိုင်းပြီးတော့ဒီဆရံရှင်မင်းကိုအစိမ့်လူတဲ့မြားဖြစ်ပြစ်ခွင်းနိုင်ရသည်ပြစ်ခွင်းပြီးတဲ့အချိန်မှာဆရံရှင်မင်းကိုအတိတ် ပတ်နိုင်ပြစေယေရှုကစာရံစင်းလေးကိုအတိတ်တက်ပြီးတဲ့အချိန်ကမှယောင်ကြီးတော်၆၀တို့ဖြင့်ရှမ်းရှမ်းဝေတောက်ကနေတဲ့စာရံစင်းလေးရဲ့အစွဲနှစ်ချောင်းကိုလည်းအယယူနိုင်ပါသည်ယေရှုတော်ညားလိုက်တဲ့အဝိဇ္ဇာညားလိုက်တဲ့ကနာဘာကိုအခြေခံရဲ့မပြောပါလောက်တဲ့ယံယုတ်ဖွဲ့မှုလေးကိုအခြေခံထားတယ်ဒါကြောင့်ဒကာကြီးတွေဒကာမကြီးတွေသိချာ ပြုပြင်ပြောင်းလဲဖို့မလိုဘူးလားလိုတယ်အဲ့ဒီစိတ်ကိုတောင်းလိုက်တဲ့အချိန်ခါကျတော့အလူကံပုဂ္ဂိုလ်တွေကြည့်လိုက်တော့အရှင်ပြိစိတ်ကဗုဒ္ဓရအမတန်စင်ကြဲတဲ့ကြိရတာအတော်စင်ကြဲနေတဲ့တကယ်သူတော်ကောင်းအစီကြီးတွေဖြစ်တဲ့လူဘဝတို့ပစ္စည်းတွေကိုကြည့်လိုက်တော့ဓမ္မရလတ်တရားတော်နိလတ်စီရှာဖွေရရှိတဲ့ပစ္စည်းဖြစ်တယ်။ဒေချင်ကမှာသူ့ရဲ့စိတ်နေစိတ်ဓာတ်လေးအမြတ်တော်တာကြီးမာတဲ့ရံညုတ်ဖွဲ့တဲ့တာကလွှဲရင်သူတို့ဟာတိလစင်ကြဲနေတဲ့ရှင်မျိုးဖြစ်တဲ့ ဒီလန်ဒီဟူသောမြေပေါ်မှာယက်ဒီပြီးတော့ကြက်ချက်စိုက်ပြုတ်လိုက်တဲ့ဒီဒါနသည်ခုလိုမကြည်ကကြည်တက်ချက်ရေးဆွဲလိုက်တဲ့အခါမှာဒီပုံစံအတိုင်းပေါ်မလာဘူးလားပေါ်လာတယ်။ဥညွှန်လေးတောင်းတာတဲ့အတိုင်းပြုပဒအငင်းရှိတဲ့မတ်တဲ့မင်းသမီးနဲ့လက်ဖြစ်ရတယ်။ဥညွှန်လေးတောင်းတာတဲ့အတိုင်းဗရဏနီမင်းရဲ့အက်ကမေတီမီပြားကြီးနဲ့လက်ဖြစ်ရတယ်။ဥညွှန်လေးတောင်းတာတဲ့အတိုင်းရှင်မင်းကိုသူ့ရဲ့အကြက်လိုက်ပါဝေးနှိုင်းတဲ့စွမ်းအားရှိတဲ့မိပြားကြီးနဲ့ဖြစ်ရတယ်။ဥညွှန်လေးထားတဲ့အတိုင်း နာမည်ကျော်ဖြစ်တဲ့သောနုတ္တမုတ်ဆိုးကိုလွတ်ပြီးတော့သရဏဆင်းရဲကိုမြားနဲ့ခွင့်စဉ်နှိမ်တဲ့သွားအရှိတဲ့အမျိုးသမီးလည်းဖြစ်ရပြန်လေသရဏဆင်းရဲကိုလည်းအတိတ်တတ်နှိမ်ခဲ့သရဏဆင်းရဲရဲ့အစွဲနှစ်ချောင်းကိုလည်းဘာဖြစ်လဲအရာယူနိုင်ခဲ့တယ်ကောင်းမလားအဲ့ဒါမကောင်းဘူးဆိုတာကပြန်ကြမှာတိဘုရားတရားဟောတဲ့အချိန်ကကြတော့မှတရားနာနေရင်ကြတော့မှဩမှားပြီပေါ့ဆိုပြီးပြီအဲ့ဒီအချိန်ကကြတော့လုံမသွားဘူးလားမင်္ဂလာပြီ